မင်္ဂလာပါရှင်။ဒီခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာလေးလူကိုရေးသားသောဝိညာဉ်ယူဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူရရဝေရအကြောင်းအရာလေးများကိုပုံဝန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ ယခုရေးသားတင်ပြမည့်အဖြစ်အပျက်သည်ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့သည့်ဖြစ်ရပ်များတစ်ခုဖြစ်ပါသည်။ထိုချိန်ကကျွန်တော်ဖို့စိတ်ချုပ်ချပွေရာကြောက်လန့်ခြင်းများကရှင်းနေမမြလောက်အောင်တွေ့ကြုံခံစားလိုက်ရသည့်အတွက်မိသည့်အခါမှမေ့ပျောက်လို့မရနိုင်သောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။အချိန်ကာလကတော့1983ခုနှစ်ဝန်းကျင်။နေရာကတော့မန္တလေးနှင့်တောင်မြို့အမရဘူရာကျအေးစက်ရရွာယခုရက်ွက်ဖြစ်သွားခဲ့ပြီ။စက်ရုံတစ်ခုတွင် ကျွန်တော်အလုပ်လုပ်နေခြင်းဖြစ်သည်။အမှန်တော့ကျွန်တော်သည်ရဟုန်သားတစ်ယောက်ပဲ။ဆယ်တန်းတစ်ခါကြာပြီး ေလွတ်နေချိန်တွင်ဖခင်ဖြစ်သူကတောင်မျိုးရှိဂျုံဆက်ယုံတွင်အလုလုံရန်အတွက်နေနေတန်ပြလိုက်ခြင်းလည်းဖြစ်သည်ဂျုံဆက်ယုံမီကရွှေတရဘူးဖြစ်ပြီးပိုင်ရှင်မှာကျွန်တော်အမဝန်ခွဲဖြစ်သည်ဆက်ယုံတွင်အောက်ခြေအလုများမှစဆင်းအင်းပိုင်းဆရာများထိကျွန်တော်ဝင်ရောက်လုပ်ကမ်းရသည်ကျွန်တော်ပြောပြခြင်းသည်အဖြစ်ပြက်၏အခြေခံအကြောင်းရင်းမှာထိုရွှေတရဘူးဆက်ယုံတွင်လုပ်ကိုင်နေရမှမြဖျားခံရခြင်းဖြစ်သည်ဆက်ယုံတို့ကျွန်တော်ရောက်ပြီးတပတ်ကြာတွင်ဆယ်နှံအောင်စင်းထွက်သည် ကျွန်တော်တို့အောင်စင်းကဘာမှမထူးကြပါသို့သောအံ့ဩစရာတစ်ခုကိုတော့ကြုံတွေ့လိုက်ရပါတော့သည်ဆယ်နှစ်အောင်စင်းထွက်လာတော့အခါဂျုံဆက်ယုံမဝန်ထမ်းတို့ကဂုံနူးတဘာသာဖြင့်အောင်မြင်သွားသောကြောင့်ကျွန်တော်အံ့ဩမိခဲ့ရသည်ကြောင်းမတက်ဖဲအလိုလိုရင်းအပြင်းမဖြစ်စိုးကဂုံနူးနှင့်အောင်သောကြောင့်အာကြသည့်စိတ်များခံစားလိုက်ရသည်ထို့အတူကိုကိုကိုလည်းပြန်ပြီးရှက်နေမိသည်ကိုရဲဝင်ခမရဆယ်ရန်ကိုဘလို့အောင်ခဲ့တာလဲအလုတ်တစ်ဖက်နဲ့ဂုံနုထအောင်စူးစမ်းခဲ့ပုံကိုပြောပြပါလားကျွန်တော်အချိန်ကြာဆွဲပြီးစူးစမ်းခဲ့တာကိုမောင်ရ ဘာဘလို့အချိန်စရာဆွဲပြီးစ조사ခဲ့တာဟုတ်လားဟုတ်တယ်ကိုမောင်ကျွန်တော်ကဘယ်နေ့မှာဘယ်ဘာသာကိုဘယ်အချိန်ကြက်မယ်ဆိုတာအားမဲ့အချိန်ကိုကြည့်ပြီးအချိန်စရာဆွဲခဲ့တာနောက်ပြီးကိုမလိုက်နိုင်တဲ့ဘာသာအတွက်ကျူရှင်ယူရလေခမရဘလို့လုတ်ပြီးကျူရှင်တက်တာတယ်အလုတ်ကတနေကုန်လုတ်ရတာညနေ9နိုင်မှအလုတ်ဆင်းတာမဟုတ်လားကျွန်တော်လုတ်ဖို့အကင်ဘက်တွေကဝိုင်းမိကူညီကြတယ်လေဘလို့ကူညီကြတာလဲကိုရင်ဝင်ကျူရှင်တက်မှတ်နေဆိုရင်ညနေ၄နာရီအလုတ်စောစောတိတ်ခိုင်းနေကျူရှင်အချိန်မီအောင်လို့ပေါ့ ဘဲဟူသွားပြီးကျူရှင်တက်တာလဲဗျမန္တလေးတရုတ်တန်းပတ်မှာညနေ6နာရီကနေ7နာရီထိပေါ့ဒါဆိုကိုရဲဝဲစက်ရုံကိုဘယ်ချိန်မရောက်သလဲ 9နာရီ10နာရီပြန်ရောက်ပါတယ်ညဘက်ဆိုလမ်းရှင်းတော့စပင်းကိုခတ်တွတ်တွတ်နင်းပြတာပေါ့ကိုရဲဝင်းစကားတွေကိုနားထောင်ပြီးလေးစားသွားမိသည်ဘဝကိုရှုံမပေးပဲကိုကိုကိုမညာမတာခိုင်းကအောင်မြင်မှုကိုရအောင်ယူနိုင်ခြင်းသည်ယောက်ျားသားတို့၏စိတ်တဲ့အမှန်ပဲဖြစ်သည်ထို့ကြောင့်ကျွန်တော်လည်းလူသစ်စိတ်သည်ဖြင့်ကိုရဲဝင်းလိုစူးစမ်းတော်မူဟုစုံဖြတ်လိုက်မိသည်ငါဒီနေ့ဆယ်ရက်အောင်ရမည်ဟုကျွန်တော်ခေါင်းရင်းရှိတုံ့ထက်သားပေါ်တွင်မြေပြူဖြင့်ချက်ချင်းရေးသားလိုက်ပါတော့သည်ကျွန်တော်ဒီကိုအမိအချိန်ကိုကြည့်ပြီးအချိန်စည်းများကိုဆွဲတော်ဤထို့ပြင်အားနေသည့်အင်္ဂလိပ်စာ ကိုလည်းကျူရှင်ယူဖြစ်သည်ကျူရှင်ကတော့မန္တလေး28လမ်းရှိဥအောင်ကိုကျူရှင်မှာတက်ဖြစ်သည်ကျွန်တော်မန္တလေးသို့ညနေပိုင်းကျူရှင်သွားတက်ပြီးည9နာရီခွဲ10နာရီလောက်တွင်ဆက်ယုံသို့ပြန်ရောက်တက်သည်တောင်မြို့မှာမန္တလေးမြို့သို့သွားသည့်ကားလမ်းတစ်လျှောက်ကက်ကျော်ဖရအလွန်နွားရီကံမရောက်ခင်ကားလိုက်ဘေးတစ်ဖက်တစ်ချက်တွင်မြန်မာသင်းဆိုင်နှင့်တရုတ်သင်းဆိုင်တို့တလွယ်ကုန်မျက်စောင်းတို့တည်ရှိနေကြသည်တရုတ်သင်းဆိုင်မှာတော့အုပ်ဝူလေးတွေကအစီညညာဖြောင်းနှံ့နေပြီးအမြင်လှပနေ၍ကြောက်စရာအလဲမရှိ မြန်မာသေးချိုင်းမှာတော့ဖြင့်မြေပုံမှုမှုကလေးတွေမှတ်တိုင်ကလေးတွေကဖျို့ပြဲအုပ်ဝူတွေကိုလည်းကြည်ပါအောင်ဟိုတစုဒီစုထို့ပြင်ညောင်မိုးစိတ်ပင်တွေကလည်းတိုးလို့တွဲလောင်လေးတိုက်ရင်ရိမ့်ွယ်ခါရံမီတရှက်ရှက်မိသားများကအသေးထိတ်စရာကောင်းပါသည်လာမညာဆိုရင်တော့ပူလို့ပင်ခြောက်ချားစရာကောင်း၏နေ့တိုင်းညတိုင်းစပိန်တစည်းဖြင့်သေးချိုင်းတစ်ခုကြားမှာဖြတ်တန်းသွားခဲ့ပေမဲ့ကြောက်စိတ်တို့လုံးဝမဖြစ်ပေါ်ခဲ့ပေသို့သောတနေ့သောအခါမှာတော့ ထိုတင်းကြိုင်းတစ်ခုအလေကြားကားလမ်းမပေါ်မှာပဲ၆ချားတုံးလို့စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရတော့သည်တနေ့မှာပေါ့ထုံးစံတိုင်းလွယ်ကလေးစလွယ်တိုင်းပြီးစပိန်တစင်းနဲ့ထွက်လာခဲ့သည်ကကြော်ဖျားကိုကြော်ပြီးနွားရီကန္နာရောက်ခါနေမြန်မာတင်းကြိုင်းတဲ့တဲ့ကိုရောက်လာတော့တင်းကြိုင်းတွင်သူအမှတ်မထင်လှမ်းကြည့်လိုက်မိသည်ဟင်းဘာလုပ်နေကြတာလဲ တင်းကြိုင်ထဲမှာလူ၄၅၀ယောက်မကတွေ့လိုက်ရသည်လူ၃ယောက်ကဝချောင်းတွေကိုကင်ပြီးအလဲကမိပုံရှို့ထားသောအရာမဲမဲတွေကိုထိုးဆွနေကြခြင်းကိုတွေ့လိုက်ရသည်ကျွန်တော်ကဆပင်းကလေးကိုဖြည်းဖြည်းနင်းနေစက်မှာပဲအဲ့ဒါလူမိုက်သိဟန်ကြီးရဲ့အလောင်းကိုမိစကြိုနေတာဗျကျွန်တော်နဘေးတို့ဆပင်း၂၀ယောက်လာပြီးသူတို့ချင်းပြောလိုက်တဲ့အကြောင်းကျွန်တော်ဆက်စုကြည့်လိုက်သည်ဒီလူကဘာကြောင့်တေးရတာလဲဗျဓာတ်ခောက်ခံလို့လေဗျမျက်နှာနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာပဲ လူမိုက်တွေလည်းနောက်ဆုံးတော့သူတို့ထက်မိုက်တဲ့သူတွေနဲ့တွေ့တော့လဲခံရတာပဲလေထိုလူနှစ်ယောက်ကပြောပြီးစပိန်ကိုခတ်တွတ်တွတ်နဲ့ကထွက်သွားတော့ ਈ ကျွန်တော်လည်းတင်းတိုင်းနဲ့သူ့လှဲ့ခြင်းအော်ဝတ်ဆိုတာလဲတတ်ပါလားဟုတံဝေကစိတ်ဖြင့်မန္တလေးဘက်သို့ထွက်လာပြသည်ကျွန်တော်ကျူရှင်အစင်းပြန်လာတော့ည9:00နာရီခွဲကနေနေပြီဒီနေ့မှဆရာတင်သောတင်ကန်းစာကပုံမှန်အချိန်ထက်နိုင်ဝက်လောက်ထပ်ကြသွားသည် ထို့ကြောင့်တောင်မျိုးတို့အပြန်နောက်ကျခဲ့ရတော့သည်ဒီကြလမ်းမညာဖြစ်သောကြောင့်လမ်းတစ်လျှောက်လုံးမှောင်နေမဲမဲကားအသွာလာစပိန်အသွာလာများရှင်းနေနွားရေကန်ရက်ွက်တို့ကြော်လာသောအခါကျွန်တော်ကောင်းနှပန်းတွေ ရုတ်တရက်ကြီးသွားသည်ရှေ့တွင်မြန်မာသင်းရိုင်းတို့ရောက်တော့မည်မဟုတ်ပါလားကျွန်တော်ရှေ့ဆက်ပြီးစပိန်မနေရတော့ပင်စပိန်ကိုရက်ပြီးတောက်ထောက်လိုက်ကလမ်းလူကြုံကိုစောင့်နေလိုက်မှောင်မှောင်မဲမဲညရောင်အောက်မှာပြည့်ကောင်တွေအတန်တွေကလည်းစူညံလွန်းနေသည်ထင်အဲ့ဒါလူမိုက်သိမ့်ဟန်ကြီးရဲ့အလောင်းကိုမိသကြုံနေတာ မျက်နာနဲ့ခန္ဓာကိုယ်တစ်ခုလုံးဓာတ်ခုတ်ရည်ကြီးပဲကျွန်တော်နားထဲမှာထိုးစကားသံတွေကြောက်အောင်လိုက်မိပြီးတစ်ခုလုံးစက်သိမ်းမွေးညင်းထလို့သွားသည်ကြောက်စိတ်တွေကဘဲကနေဘလို့ရောက်လာသည်မသိပေကျွန်တော်မျက်လုံးတို့မှာလဲဟိုရှေခလန့်လန့်ကမြန်မာတင်းချိုင်းစီတို့ရောက်ပြသွားသည်ညောင်မုတ်စိတ်တို့တွဲလဲကြနေသည့်အပြင်လေးတက်ရဘတ်တို့ရိန်ထိုးမြည်တံတွေကလည်းခြောက်ချစရာအလွန်ကောင်းသည် ကျွန်တော်လမ်းလူကြုံစောင့်တာနည်းနည်းကြာသွားခဲ့ပြီ။ခုချိန်ထိကားတစ်စီးလူတယောက်စပိန်တစ်စီးမှမမြင်သေးပြီ။တုံးလုံးချောက်ချစေဖြင့်ဇောကြီးများတစ်ကိုယ်လုံးရွှဲ့နေနေ။ဟော့ဟိုမှာစပိန်တစ်စီး။ကြောက်စိတ်တွေကြီးစိုးနေကြရင်မန္တလေးဘက်မှလာသောစပိန်တစ်စီးကိုမြင်၍အားတက်သွားသည်။ကျွန်တော်နှင့်မလန်မကန်သို့ရောက်လာချိန်မှပင်ကျွန်တော်လည်းစပိန်ပေါ်ခွာကားနင်းလိုက်သည်။ခဏအကြာမြမတင်းကြီးအလဲသို့ရောက်ထိုလူကြီးစပိန်ကမိလိုက်ဒီမှာဒီမှာနောင်ကြီးခဏလေးဗျာအရေးကြီးသောနေရာဝေရောက်မှထိုလူကလှန့်ခေါ်ဤကျွန်တော်လဲစပိန်ကိုအရှိန်လျှော့လိုက်သည် ညကမောင်မီးလင်းအောင်ကမရှိသူ့ရုပ်ရည်ကိုတဲခွဲစွာမမြင်ရပေ။နောက်ကြီးမီးချစ်ပါရင်မီးတရိုးလောက်ဗျာ။အရေးတဲ့ကြမှာဆက်လက်တောက်ချင်ရတယ်လို့ဆိုပြီးစိတ်ထဲကနေအပြစ်တင်မိသည်။တိုးပေမဲ့ကျွန်တော်ကျင်းမောင်ကြီးအိတ်ထဲမှာဇေဘူမီးချစ်ကလေးကိုထုတ်ပေးလိုက်သည်။သူကလှမ်းယူပြီးမီးချစ်ကိုချစ်လိုက်သည်။မီးချစ်ချစ်နေကြိုက်မှာပဲသူ့မျက်နှာကိုလှမ်းကြည့်ဖြစ်သည်။မီးချစ်လိုက်တော့မီးအောင်လေးများကသူ့မျက်နှာပေါ်သို့ဖြတ်ခနဲလင်းခနဲကြောက်သွားခြင်း ကျွန်တော်စိတ်အထင်ရောက်လာမသိသူ့မျက်နှာကမိသေးခွက်လိုမဲနေပြီးဓာတ်ခုတ်ရအစင်းတစ်ခုကြီးကလည်းကလန့်ဖြန့်မြင်လိုက်ရသည်လားမပြောတတ်မိကြီးကန်နာသည့်လက်ကိုကျွန်တော်ကြည့်သည်လက်ဖြန့်တစ်လျှောက်တွင်ဓာတ်ခုတ်ရအဖြူစင်းကြီးကပေါ်နေသဖြင့်ခမည်းအသားကမဲလာကြီးလားမျက်နှာနဲ့လက်မှာလည်းဒဏ်ရာတွေနဲ့လားဗျာကျွန်တော်ဆက်စုလိုက်မိသည်သူသူကပြုံးလိုက်လေသွားဖြူဖြူဖွေးဖွေးတွေပေါ်လာပြီးနောက်မျက်နှာပေါ်ရှိဓာတ်ခုတ်ရအဖြူစင်းကြီးကရွယ်ဆောင်းသွားသလိုလှုပ်ရှားလို့သွားရင် ချက်သိမ်းမွေးညင်းနေအလိုလိုထသွားသည်ကြောက်စိတ်မှလည်းငဲရိတ်စီလိုရောက်သွား၏ကျွန်တော်နားထဲမှာအဲ့ဒါလူမိုက်သိမ့်ဟန်ကြီးရဲ့အလောင်းကိုမိသူကြိုနေတာမျက်နှာနဲ့ခန္ဓာကိုယ်တစ်ခုလုံးဓာတ်ခုတ်ရာတွေကြီးပဲဆိုသည့်စကားသံတွေကိုအလိုလိုကြားရောင်လာသည် ထိုခိုက်မှာပဲခီးသွွားလူကြုံကအမှတ်မထင်သောစကားကိုဆိုလိုက်၏ကြောက်လန့်ခြင်းများစွာထိတ်လန့်ခြင်းများစွာဖြင့်စကားပြန်မပြောနိုင်တော့ပဲထိုနေရာမှာစက်ဘင်းကိုတအားနေမီထွက်ပြေးမိတော်သည် ညကလည်းမောင်မောင်မီးအောင်တွေကလည်းမလဲပိုးမအော်တန်တွေကလည်းနားထဲမှာအခန်းခတ်လွန်သည်နေရကမြမသိန်းချိုင်းဘဝတက်တယ်မှာကျွန်တော်ကို၆လန့်လိုက်တာတကယ်များလားသို့မဟုတ်တစုံတယောက်ကများကျွန်တော်ကိုနောက်ပြောင်လိုက်သလားဆိုတာကျွန်တော်အတက်မပြောနိုင်ပါထိုတုံလုံး၆ချားပွဲရအဖြစ်ပြက်ကြောင့်ပဲ၄၅ရက်ခန့်ကြောက်ဖြားဖြားပြီးအိပ်ရာထဲတွင်ကျွန်တော်လဲခဲ့ပါတော့သည်ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။